အဲအခုပြပြမယ့်အကြောင်းအရာလေးကကိုဘက်ကနေဘသူတွေကို follow လုပ်ထားတဲ့ဆိုတဲ့ဟာကိုတခြားသူတွေမတွေ့အောင်ပိတ်တဲ့နည်းလေးပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ကအဲလူအယောက်80တိတိကို follow လုပ်ထားပါတယ်ပေါ့နော်အဲ့ဒါကိုတခြားသူမတွေ့အောင်ပြပေးပါမယ်နော်လူအယောက်80တိတိကို following for ကိုဘက်ကနေ follow လုပ်ထားတယ်အဲ့ဒါပိတ်မယ်ပေါ့နော်အဲ့တော့ပိတ်ဖို့တော့ကျွန်တော် setting ထဲကိုသွားပြရမှာဖြစ်ပါတယ် setting ထဲမှာ Facebook ရဲ့ setting ထဲမှာရှိပါတယ်ပေါ့နော် online နဲ့နဲ့သွားပြပါ ကွန်တက် preference ဆိုတဲ့အောက်နားမှာကျွန်တော် how people find and contact you ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးနှိပ်ပေးပါခင်ဗျာအဲ့တော့အဲ့အောက်က sorry follow and public contact ဆိုတဲ့ဟာလေးရှိပါတယ်အဲ့ဒါလေးနှိပ်ပေးပါအားဒီမှာဆိုရင် who can see the people page and list your follow ပေါ့နော်အဲမင်းဘယ်သူတွေကို follow လုပ်ထားလဲလဲလဲဆိုတဲ့ဟာကိုကျွန်တော်တို့ only me နဲ့ပိတ်ရမှာဖြစ်ပါတယ်နော်အားဒီမှာအဲ့ရဝင်ပေးပါအားဒီမှာဆိုရင်ကျွန်တော် public ပြောင်းထားတာဆိုရင်ကိုကဘယ်သူတွေကို follow လုပ်ထားလဲဆိုတဲ့ဟာသူများတွေတွေ့သွားမှာဖြစ်ပါတယ် နော်အဲ့တော့ကျွန်မရမတွေ့အောင်ပိတ်လိုက်ရင် only view လေးနှိပ်ပေးလိုက်ပါပြီးရင် save နှိပ်ပေးနှိပ်ပေးလိုက်ပါနော် okay ကြည့်အောင် okay သူကဘယ်သူတွေကို follow လုပ်ထားလဲဆိုတဲ့ဟာကိုကျွန်တော်အပြင်ကနေပြီးတော့ဝင်ကြည့်လိုက်တဲ့အခါမှာအာကာသူရကိုဆိုတဲ့ account က follow လုပ်ထားတဲ့အရေးအတွက်0ပြနေပါတယ်ဒါဆိုရင်အောင်မြင်သွားပါပြီကိုအကောင်ကိုကြည့်မယ်ဆိုရင်နော်ကိုအကောင်ကိုကြည့်မယ်ဆိုတော့လူရောက်80တိတိကို following တွားပြီး follow လုပ်ထားတယ်တွားအပ်ထားတယ်ပေါ့နော် ဒါမဲ့အပြင်ကတခြားသူကကြီးလိုက်မယ်ဆိုတော့0ပြနေတယ်။တရက်သူတယောက်မှ follow မလုပ်ထားဘူးပေါ့နော်။အဲ့လိုလေးဖြစ်သွားပါပြီ။ကျေးဇူးတင်ပါတယ်။နောက်တစ်ခုပြပြမယ်။နောက်တစ်ခုကကျတော့ဒါမျိုးပေါ့နော်။အဲ followers ပေါ့နော်။ဒီအာကာသူရကိုဆိုတဲ့ account ကိုနောက်ကနေပြီးတော့ follow လုပ်ထားတဲ့သူတွေသူအားပေးတဲ့သူတွေဘယ်နှယောက်ရှိလဲဆိုတော့600 900ယောက်ရှိတယ်။နော်။အဲ့တော့600 900ယောက်ရှိတယ်ဒီမှာကြည့်လို့ရတယ်။အဲ့ဒီဟာလေးကိုလည်းနဲ့နှိပ်လိုက်မယ်ဆိုလို့ရှိရင် follower အရေအတွက်မမြင်ရအောင်ပြန်ရလူတွေကမမြင်တော့ဘူးပေါ့နော်ဘသူတွေ follow လုပ်ထားတယ်ဆိုတော့သူကမမြင်အောင်ပိတ်တဲ့နေလေးဆက်ပြပေးမယ်ဒါတော့လက်ဆောင်ပြပေးတာပါ နော်ဒီမှာဆိုအာကာတူရကို follower list is private ပေါ့နော်အာကာတူရကိုကိုဘယ်သူတွေလာပြီး follow လုပ်ထားလဲဆိုတဲ့ဟာကိုသူက private ထားတာလေဒါဘယ်သူမှမတွေ့တော့ဘူး privacy စိတ်ဖြစ်ချင်တယ်လုံခြုံချင်တယ်ဆိုရင်အဲ့လိုလုပ်ထားလို့ရတယ်နော် friend ကိုပဲ friend list ကိုပဲ only me လုပ်လို့ private only me ကိုရဲ့ friend 9000ကိုသူများရဲ့မမြင်အောင်ပိတ်ပိတ်လို့ရတာတယ်မကဘဲနဲ့ကို follower တွေဘယ်သူတွေလုတ်ထားလဲဆိုရဲဟာပါပိတ်လို့ရပါတယ်ဘောနော်အဲ့ဒါလေးလက်ဆောင်နေနဲ့ဆက်ပြပေးပါမယ် အဲ့ဒါလေ follow on public conduct ပဲဗျာနော်အဲ့ဒီနားမှာပဲခုနစတင်အပေါ်အောက်ပဲနော်ကျွန်တော်ပြန်ပြပြမယ်အဲ့ဒါဝင်ပြီပါအဲ့ဒီမှာဆိုရင်ခုနကကျွန်တော်ပြခဲ့တာက who can see the people page and list your follow ဒါကကို follow လုပ်ထားတဲ့သူတွေကိုပိတ်တာအဲ who can see your follower on your timeline မင်းကဘယ်သူတွေ follow လုပ်ထားလဲဆိုတဲ့ဟာကိုသူများနေမှမပိတ်တာကြအဲ့ဒါနဲ့ပိတ်တာအဲထုံးစံတိုင်းမှာ public ထားလိုက်ရင်အဲ follower တွေဘယ်သူလုပ်ထားလဲတွေ့ရမှာဖြစ်ပါတယ် only me ထားလိုက်တဲ့အတွက်ခုနပြတဲ့အတိုင်းဘယ်သူမှမတွေ့တော့ဖြစ်ပါတယ် နော်အဲ့ဆိုကျွန်တော် public ကြီးတစ်ချက်ပြပေးကြည့်မယ် public ထားလိုက်ပြီပေါ့နော်အဲ public ထားလိုက်ပြီနော်အပြင် account account နဲ့ကြည့်ကြည့်မယ် follower တက်ဖို့လမ်းနဲ့နှိပ်လိုက်ပြီဟောမြင်ရပြီအကုန်လုံး